အားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့လည်ခင်းတရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေလည်း NLD အစိုးရကိုဝေဖန်ခဲ့တဲ့နော်အူလာစစ်တပ်ကိုမဝေဖန်ရဲပဲစစ်ကောင်ရှင်တူယောင်ရွေးကောက်ပွဲဝင်ပြိုင်တဲ့သတင်း အမေရိကန်ရဲ့တန်ခတ်ပိတ်ဆိုပြီးနောက် TKBA ပိုင်းကြားပြန်ရုံကိုစစ်တပ်တိုက်ခိုက်လေးဦးတေဆုံးတဲ့သတင်းဥက္ကုကြီးပါတီအမလောင်2021ဖြစ်ရက်ကို အရေးတော်ပုံမှုသုံးလုံးနာကိုဒေါသထွက်နေတဲ့လော်ဘီတွေသတင်း မောတောင်မြို့ရဲ့စကန်လာဝကဂိတ်တွေပါတော်လိုင်းတက်တွေတိမ်ပိုင်စစ်သား30နေပါ ထိုင်းဘက်ထွက်ပြေးတဲ့တဲ့အမျိုးသားအောင်ပွဲနေ့အတွက်စစ်ကောင်းဆောင်ရဲ့စီလုံးမှုတဝင်လာပြီးသူတွေလောင်ပြောင်နေတဲ့တဲ့အင်ဒိုနီးရှားရဲတွေအရက်ဖတ်အစိုးရနေရာယူခြင်းရင်ရဲတပ်ဖွဲ့ကအနောက်ရွာရောမယ်ဆိုတဲ့အဲ့လိုနေ့လည်ကင်းထီထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်ရင်းပြည်ပါတဲ့တဲ့ကိုတင်ဆက်ပေးထားပါလိမ့်ရှင် အနာရီအစိုးရကိုဝေဖန်ခဲ့တဲ့နောင်လာစစ်တပ်ကိုမဝေဖန်ရဲပဲစစ်ကောင်ဖြင့်တူညာရေးကောက်ပွဲဝင်ပြိုင်တဲ့တရင်နဲ့စားလိုက်ချင်ပါတယ်ရှင်မြန်မာနိုင်ငံရဲ့လောကမှာတကယ်ကိုပဲစိတ်ပြက်စရာတရင်တစ်ခုကြားရပြန်ပါပြီအလုံးသိတဲ့တိုင်းနောင်လာဆိုတာနှစ်ပေါင်း30ကျော်ဆရာနာရှင်ကိုစန့်ကျင်တိုက်ခိုက်ခဲ့ပြီးအကြိမ်20ကျော်လောက်အဖမ်းခံခဲ့ရတဲ့လူခွေ တကြော်လှူရှာသူကြီးပါ သူမရဲ့ဒီလိုမဆုံးမနစ်ကြိုးပမ်းမှုတွေကြောင့်2020မှာဆွီဒင်ကချင်းငင်းနဲ့ Cyber Right Defender of the Year လို့မျိုး အပိပိဆိုင်ရာဆုတွေပါရခဲ့တာပါဒါပေမဲ့အခုတော့အဲ့ဒီနောင်လာဟာဆက်ရနာတေမီနာကိုစစ်ကော်မရှင်ကစိုးအတင်းလုပ်မဲ့ဘသူမှအတိမတ်မပြုတဲ့အတုရောင်ရွေးကောက်ပွဲကိုဝင်ပြိုင်မှုလုပ်နေပြီဆိုတာပဲဖြစ်ပါတယ်။ သူရဲ့ညညို့တော့တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ကိုစစ်ကောင်ရှင်ရဲ့ပါတီမှတ်ပုံတင်ဥပဒေတရားမှာ ပြန်မှတ်ပုံတင်ခဲ့တဲ့အပြင်စစ်ကောင်ရှင်လောက်ခံဖြစ်တဲ့မြမလင်းကျေးမုံလုံးသတင်းစာတွေမှာသူမရဲ့ပါတီအတွက် စီယွင်စကားတွေသတင်းတွေပါဟောပြခံနေရတာကိုတွေ့ရပါတယ်။ဒါဟာရွေးကောက်ပွဲကိုဝင်ပြိုင်မှုတရားဝင်ပြင်ဆင်နေပြီဆိုတဲ့သဘောပါပဲ။နိုင်ငံရဲ့အကြိတ်ကတ်တွေနဲ့တော်လင်းအင်အားစုတွေကတော့တော်တော်လေးစိတ်ပြတ်ဝေဖန်နေကြပါတယ် နိုင်ငံရေးလေးလောက်သူတဦးကတော့နှစ်ရှည်လများတိုက်ပွဲဝင်ခဲ့တဲ့သူတယောက်ကအခုမှဆေးအဆူရဲ့အာနာရှင်လမ်းကြောင်းကိုတရားဝင်အောင်လုပ်ပေးရတဲ့သူ ဖြစ်သွားတာဟာနိုင်ငံရေးသစ္စာဖောင်းမှုနဲ့အတူတူပဲလို့ပြောပါတယ် တီရဲကောက်ပွဲဟာစစ်တပ်ကအသွာနာကိုဆက်ထိန်နာဖို့လုပ်တဲ့လိမ်လည်မှုတသက်ပဲဓာတ်ကိုဝင်ပြိုင်တာဆက်ရနာရှင်စနစ်ကိုသက်ဆိုးရှည်စေဖို့ကုညီယာရောက်တယ်လို့လည်းပြစ်တင်ရှုတ်ချနေကြပါတယ်။ဒီမိုကရေစီရဲ့အတွက်အသက်နယ်ရှင်မီတိုက်ခဲ့တဲ့နှောင်းလိုက်ရဲ့ဒီလိုရဟာမြမနိုင်ငံရေးမှာမိခုံမောင်များစွာကိုကြံရစ်စေခဲ့ပြီးသူမရဲ့ရည်တည်ချက်ဆန်နှုန်းတွေနဲ့ပတ်သက်ပြီးပြည်သူရဲ့ကြားမှာအကြီးကျယ်အငင်းပွားစရာဖြစ်နေပါတယ်။ ဒုတိယအနေနဲ့အမေရိကန်ရဲ့တန်ခတ်ပိတ်ဆို့ပြီးနောက် TKB ရဲ့ဘိုင်းကြားဖြန်ယုံကိုစစ်တပ်တိုက်ခိုက်လေးဦးတေဆုံးတဲ့တဲ့မှာ ိတ်သက်ကြီးရှင်နိုဝင်ဘာ12ရက်မှာဘာဖြစ်သွားလဲဆိုတာမှတ်မိကြအောင်မလားအမေရိကန်ဆိုရကမြန်မာပြည်ကကြားပြန်ကိုင်းတွင်နဲ့ဆက်ဆက်နေတယ် DKPA ဒီမိုကရေစီအကျိုးပြုကိရအမျိုးသားတက်မတော်ပါဝင်ခေါင်းဆောင်လေးဦးကိုတန်းခတ်အရေးယူတယ်ဆိုပြီးတရားဝင် ထုတ်ပြန်လိုက်တာကို ပြောတာပါဒါရင်မကသေးပါဘူးကြားပြန်နေနေရထူဖွဲ့ပါဖွဲ့လိုက်ပြီလို့ကြေညာခဲ့ပါတယ် အခုဘာဖြစ်လာလဲဆိုတော့အဲ့လိုအမေရိကန်ကတန်ကပ်ပြီးနောက်တရက်ဖြစ်တဲ့နိုဝင်ဘာ23ရက်မှာပဲစစ်ကော်မရှင်တပ်ကဒီကေဘီထိန်းချုပ်ရာနေရာတစ်ခုကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီနေရာကကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်နားကဖလူးကြီးကြီးရွာဖရားကုန်းကြီးမှာရှိတဲ့ DKBA ပိုင်းကြားဖြန်ရုံတစ်ခုပါဒီကြားဖြန်ရုံရဲ့အဆောင်ဂိတ်ကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ထည့်လိုက်တာပါ တရင်တဲ့ရင်းမြစ်တွေရဲ့အဆိုအရပြစ်ခတ်မှုကြောင့်အဲ့ဒီဂိတ်ပေါ်ကိုလက်နက်ကြီးတတဲကြပြီးလူလေးကိုတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသူတွေထဲမှာပြည်သူနှုံးနဲ့ DKBA တပ်ဖွဲ့ဝင်နှုံးပါဝင်ပြီးစုစုပေါင်း9လောက်တန်ရာရလို့ထိုင်းနိုင်ငံမဲဆောက်စေုံကိုပါလူနာတင်ကား9စီးနဲ့တင်ပို့ခဲ့ရတယ်လို့သိရပါတယ်။ဒီလိုတိုက်ခိုက်မှုဟာအမေရိကန်က DKBA ကို ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတန်းခတ်အရေးယူကြောင်းကြေညာပြီးရတဲ့တရက်ကြာမှချက်ချင်းဖြစ်ပွားခဲ့တာပါ။ ဒါကြောင့်နိုင်ငံရေးလေ့လာသူတွေကစစ်ကော်မရှင်ဟာနိုင်ငံတကာဖိအားတွေရှိလာလို့ TKBA ကိုအခုမှအယောင်ပြရှင်းလင်းပြသနေရလားဆိုပြီးနေကုန်ထုတ်စရာတွေဖြစ်လာစေပါတယ်။ အဲ့ဒီဒေတာတွေမှာ DKP ရော BGF ရောထိမ့်ချုပ်ထားတဲ့ကြားပြန်ဝင်တွေအများကြီးရှိနေရဆိုတာအလုံးသိကြပေးတာပါဒီတော့နိုင်ငံတကာကအယုံဆိုင်လာတဲ့အချိန်မှာစစ်ကောင်စီရဲ့ဒီလိုရုတ်တရက်တိုက်ခိုက်မှုကနောက်ဆက်တွဲဘလို့အခြေအနေတွေဆက်ဖြစ်လာအောင်မလဲဆိုတာကိုစောင့်ကြည့်ရပါအောင်မယ်ရှင်ထမံတင်ပြပေးချင်တာကတော့ဥက္ကုကိုကြီးပါတီအမတ်လောင်2021ဖြစ်ရကိုအရင်တော်ပုံလို့တုံ့နှောင်းတာကိုဒေါသထွက်နေကြတဲ့လုပ်ရည်အကြောင်းမှာ စိတ်ကောင်းမရှင်ကလုံးမဲ့အတူရောင်ရွေးကောက်ွဲတဲ့ဝင်းပြိုင်နဲ့ပါတီတွေကစာအငင်းပွားစရာတွေစာဖြစ်နေပါပြီ။ဘသူကိုပြောရလဲဆိုတော့ဥက္ကုကိုကြီးဦးဆောင်နဲ့ပြီးသူပါတီတွေကလွတ်တော်ကိုယ်စားလှယ်လောင်းတယောက်ကိုပြောတာပါ။ ဒီပုဂ္ဂိုလ်ကတော့တင်ငန်းချုပ်မှာဝန်ပြိုင်မဲ့ဥလွင်မြင့်ဆိုတဲ့နိုင်ငံရေးကျင်းသားဟောင်းတယောက်ဖြစ်ပါတယ်။သူကမဲဆယ်စီယုံရင် ဟောပြောပွဲလုပ်ရင်စကားမလာလား၊တမင်ပြောတာလားမသိဘူး။သူတို့မျိုးဆက်30လုံးကနိုင်ငံရေးကျင်းသားတွေဖြစ်ကြောင်းဂုံယူပြီးပြောရင်းနဲ့2023ဆရာနာတိမ်မီနောက်ပိုင်းဖြစ်တဲ့လှုပ်ရှားမှုကိုဒီရေတော်မုံဆိုပြီးတုံ့နှုံလိုက်တာပါပဲ။ သူပြောတာတော့ကိုအနစ်ချုပ်ရရင်သူ့ဘေကကိုကိုကျုံမြန်သူကိုယ်တိုင်က88နောက်ပိုင်းထောင်ကြဖို့တဲ့နိုင်ငံရေးကျင်းသာပြီးတော့သူ့သားကလည်း2021ဒီရေတော်ပုံမှာပါလို့အခုမှထောင်ကထွက်လာတာလို့ဆိုပါတယ်ပြောချင်တာကသူတို့ပါတီကခေဆက်ဆက်တော်လရင်ကိုအစဉ်တစိုက်လှုပ်လာတဲ့ပါတီလို့ဆိုလိုတာပါအဲ့ဒီစကလုံးကိုပဲစစ်တပ်ထောက်ခံတဲ့ Telegram Channel တွေကတော်တော်လေးမျက်စိနှောက်ပြီးမချေမငန်ဖြစ်နေကြတာပါသူတို့ရဲ့ဝေဖန်မှုကဘယ်လိုလဲဆိုတော့ စစ်တပ်က2021နောက်ပိုင်းလှုပ်ရှားမှုတွေကိုအကြမ်းဖက်မှုလို့ကြေညာထားတာကိုဒီလူကကြတော့တော်လရင်အရေးတော်ပုံလို့ဂုံတင်မီတုံတုံနဲ့ဒါဟာလက်ရှိဥပဒေနဲ့မကိုင်ညီဘူးဒီလိုလူမျိုးဟာကိုယ်စလဲလောက်အရေးချင်းလုံးဝမရှိဘူးသူ့ကိုမှတ်ပုံရင်းပဲဖျက်တဲ့နေဆိုပြီးတော့ထိုက်ထိုက်နေကြတာပါ ပြောရမယ်ဆိုရင်တော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲရန်နေရတဲ့ဝင်ပြိုင်နဲ့ဒီမိုကရေစီလိုလားသူအမတ်လောင်းတွေဟာတစ်ဖက်ကအမဲဆွဲရုံတည်ရင်နောက်တစ်ဖက်ကလည်းစစ်အုပ်စုရဲ့ဝါဒကို ထောက်ခံသူတွေရဲ့တိုက်ခိုက်မှုကို ခံနေရတာကိုတွေ့ရပါတယ်။ဒါဟာအတူရရွေးကောက်ပွဲထဲမှာပဲပထမအောင်ဆုံးဆက်ဖြစ်လာတဲ့နိုင်ငံရေးပြပခါတစ်ခုပါ။ဆက်လက်ပြီးမောတောင်မြို့ရဲစကန်တွေရောလာဝကဂိတ်တွေပါတော်လိုင်းတက်တွေတင်ပိုင်စစ်သား30နီးပါးထိုင်းဘက်ထွက်ပြေးတဲ့တရင်ကိုပြောပြပေးပါမယ်။ ။တနင်္သာရီတိုင်းဘက်ကတကယ့်ကိုပဲစီအရာအလုတ်ခတ်ဆုံးနဲ့အရေးကြီးဆုံးသတင်းတစ်ခု ရောက်လာပြန်ပါပြီ။တနင်္သာရီမြို့နယ်တဲကမောတောင်မြို့မှာတိုက်ပွဲတွေရန်ပြင်းထန်ခဲ့ပြီးနောက်တော်လိုင်းတပ်ဖွဲ့တွေကမြို့ရဲ့အဓိကနေရာတွေကိုသိမ်းပိုက်လိုက်နိုင်ပြီလို့သတင်းတွေကဖော်ပြနေပါတယ်။အစကတော့စစ်တပ်ကမောတောင်မြို့နယ်တိုင်းမြမာနယ်ဆက်ကုံတေးလမ်းကြောင်းကိုသူတို့ရဲ့နေမြေစိုးမှုမှုပြန်ရဖို့စစ်ကြောင်းထုတ်လာလို့သိရပါတယ်။ ဒါပေမဲ့နိုဝင်ဘာလ10ရက်နေ့ကစပြီး KNL ဥဆောင်တဲ့တော်လိုင်းတက်တွေနဲ့တိုက်ပွဲတွေပြင်းထန်ဖြစ်လာပါတယ်။နောက်ဆုံးနိုဝင်ဘာ17ရက်နေ့12ရက်နေ့တွေမှာတော့တိုက်ပွဲကရေယိုးပွဲမဟုတ်တော့ဘဲမြို့သိမ်းတိုက်ပွဲ ပုံစံဖြစ်သွားပြီးတော်လိုင်းတက်တွေဟာမြို့ပေါ်ထိတက်တိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲတွင်တော်လရင်တက်တွေကမြို့မရဲစခန်းလာဝကလူဝင်မှုကြီးကြပ်ရေးဂိတ်နဲ့အခြားသောလုံခြုံရေးဂိတ်စခန်းတွေတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။မြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လရင်တက်တွေကထိ ंछ ုပ်ထားပြီးပြီလို့လည်းသတင်းရင်းမြစ်တွေကအခိုင်အမာပြောနေကြပါဗျ။ဒီတိုက်ပွဲတွေရဲ့ပြီးမှာတော့စစ်တပ်ဘက်ကအထိနာတာ ထင်ရှားတဲ့လက္ခဏာတခုပေါ်လာပါတယ်။ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်3နာရီလောက်မှာမြန်မာစစ်သား30နီးပါးဟာမောတောင်မြို့ပေါ်ကနေဆုတ်ခွာလာပြီးနောက်နေဆက်ကိုဖျက်ပြီးထိုင်းဘက်ကိုခိုးလုံသွားကြတယ်လို့သိရပါတယ်။ထိုင်းစစ်တပ်ကဒီစစ်သားတွေစီကနေလက်နက်ကြီးလက်နက်ငယ်20ကျော်ကိုသိမ်းယူခဲ့တယ်လို့နေဆက်ကစစ်ပေးဆောင်တွေကပြောပါတယ် ဒီလိုစစ်သားတွေစုလိုက်ပြုံလိုက်ထိုင်းဘက်ကိုထွက်ပြေးပြီးလက်နက်ချတာဟာစစ်ကော်မရှင်အတွက်စေရအရှက်ရစရာနဲ့ကြီးမားတဲ့အရှုံးတစ်ခုပါပဲ တီတော်တွင်မှာပဲမောတော်မျိုးကတေတာခံပြီးတော့3000နီးပါးဟာလေတိုက်ပွဲတွေကြောင့်ထမ်းမြမာနယ်ဇက်ကိုစစ်ပင်းဆောင်ရောက်ရှိနေပြီးသူတို့ဟာအခုချိန်မှာစာနယ်ရိတ်ကစေဝါနဲ့နေစီယာအမိုးကတွေအရေးတကြီးလိုအပ်နေလို့တတင်းရရှိပါတယ်စစ်ပင်းဆောင်နေတဲ့မှာတက်ကြီးရွယ်တွေကလင်းငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေအများပြပါဝင်နေလို့လည်းသိရပါတယ်နောက်ဆုံးပေရင်တဲ့ပုံအနေနဲ့အမျိုးသားအောင်ပွဲနဲ့အတွက်စစ်ကောင်းဆောင်ရဲ့စီလုံးမှုတဝင်လာပြည်သူတွေနှောင့်ပြောင်းတဲ့တရင်ကိုပြောပြပါအောင်မရှင် ဒီကနေ့နိုဝင်ဘာ14ရက်မှာကြာရောက်တဲ့အမျိုးသားအောင်ပွဲနေ့အတွက်အနာသိန်းခေါင်းဆောင်မြောင်လန်ကတဝင်လာပေးပို့ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တဝင်လာပါစက္ကလုံတွေဟာလက်ရှိမြန်မာပြည်အခြေအနေနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတဲ့ဆိုပြီးလူမှုကွန်ရက်တွေမှာဝေဖန်မှုလောင်ပြောင်မှုတွေကြီးကျယ်ဖြစ်နေပါတယ်။တဝင်လာထဲမှာဖော်ပြထားတဲ့မရောက်နိုင်ပြောကြားချက်တွေကတိုင်းပြည်နာကမှာခိုင်ခက်တောက်တဲ့နိုင်ငံတော်ဖြစ်အောင်တည်ဆောက်မယ်။နိုင်ငံသားအလုံးစီလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ပါဆိုပြီးဆိုထားပါတယ်။ ကြရပြင်ဘာသာတသနာနဲ့အစင်လာကောင်းလေကိုကာကွယ်ဖို့နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုစေဖို့မှာလို့မင်းအောင်လိုင်ကတိုက်တွန်းထားပါသေးတယ်။နိုင်ငံရေးအကဲခတ်တွေနဲ့ပြည်သူတွေရဲ့သုံးသပ်ချက်ကအမျိုးသားအောင်ပွဲနေရာကုလူမျိုးကိုဖိနှိပ်တဲ့သူတွေကိုတော်လန်မှုအတွက်စတင်ခဲ့တဲ့နေ့တနေ့ပါ။အခုဘသူကဘသူကိုတော်လန်နေရလဲဆိုတဲ့အချက်ပါပဲလို့ဆိုကြပါဗျ။ မင်းအောင်လိုင်းအာနာတင်လိုက်လို့စစ်တပ်နဲ့ပြည်သူတွေဟာလုံးဝစန့်ကျင်မှန်းအင်အားစုအဖြစ်အကွဲပြဲအခြေဆုံးကိုရောက်နေပါတယ်။ဒီဂျီနီကိုဖန်တီးခဲ့သူကိုယ်တိုင်ကညညွတ်ရတရားဟောနေတာဟာအလုံးမဲ့ဟန်ဆောင်မှုကြီးမားတဲ့သဘောပဲလေလို့နိုင်ငံတကျလှုပ်ရှားသူတအူးကပြောပါတယ်။မင်းအောင်လိုင်းကနိုင်ငံသားတွေရဲ့ကာကွယ်ရေးတာဝန်ကိုထုတ်ပြောပေးမယ်။ဒီကနေ့မြန်မာပြည်မှာလူငယ်တွေဟာဘသူ့ကိုကာကွယ်ဖို့တိုက်ပွဲဝင်နေရတာလဲ။ သူတို့ရဲ့အမျိုးရာနဲ့ပြည်သူတွေကိုစစ်ကောင်စီရဲ့ရန်ကနေကာကွယ်ဖို့တာဝန်ယူနေကြရတာပါ။ဒါကြောင့်အမျိုးသားအောင်ပွဲနေ့မှာစစ်ကောင်ဆောင်ရဲ့တဝန်တော်ဟာအာဏာရှင်ကိုစန့်ကျင်တော်လှန်ရေးနေဆိုတဲ့တီပွဲရဲ့မူလရည်ရွယ်ချက်ကိုလုံးဝပြည့်စည်စေပြီးသူ့ရဲ့အာဏာကိုဆက်ထိန်ထားဖို့ထုတ်ပြန်တဲ့နိုင်ငံတော်တည်ငြိမ်ရေးဆိုတဲ့၆လမ်းမှုတစ်ခုဖြစ်တာတုံ့တက်ရမှာဖြစ်ပါတယ်။ နောက်ဆုံးပြပသတင်းတွေနဲ့အင်ဒိုနီးရှားရဲတွေအရက်ပတ်ဆိုးရနေရယူခြင်းရဲတပ်ဖွဲ့ကအနားယူရမယ့်အကြောင်းပြောပြရင်ကျမရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုကိုရက်နာလိုက်ပါရစေရှင်။ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံရေးနဲ့စစ်ပတ်ရေးပတ်ဆက်ဆံရေးမှာတကယ်ကိုအရေးပါတဲ့တမောင်းရင်ဆုံးဖြတ်ချက်တကူပေါ်ထွက်လာပါတယ်။အင်ဒိုနီးရှားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကမနေ့ကြာတာပြင်းနေမှာစီရင်ချက်တကူချလိုက်တာကတော့တာဝန်ထမ်းဆောင်နေစေရဲရရှိတွေဟာရဲဖွဲ့စည်းပြင်ပကအကြက်ပတ်ရာလူတွေကိုယူခွင့်မရှိတော့ဘူးဆိုတာပါပဲ။အရင်ကအင်ဒိုနီးရှားမှာ2002ခုနှစ်ရဲ့ရဲဥပဒေဆိုတာရှိပါတယ်။ ဲ့ဒီဥပဒေကရဲရရှိတွေအရက်ပတ်ရာတို့ယူမယ်ဆိုရင်နှုတ်ထွက်ရမယ်လို့မူရင်းမှာ ပြောထားပေမယ့်ဇဲချုပ်ရဲ့တရားဝင်ခွင့်ပြုမိန်နဲ့ဆွင့်ချွက်အနေနဲ့ယူလို့ရတယ်ဆိုတော့ရှင်းလင်းချက်စကားလုံးလေးတစ်ခုကိုထည့်ထားခဲ့ပါတယ်ဒီလိုရှင်းလင်းချက်လေးကြောင့်ပဲတကြီးရဲရရှိတဲ့ရဲချုပ်တွေဟာအစိုးရအေဂျင်စီတွေနဲ့နိုင်ငံပိုင်အဖွဲ့အစည်းတွေမှာမဖြစ်မနေအငိမ့်ဆိုင်ယူစရာမလိုပဲဗျူဟာမြောက်ရာထူးတွေကိုဝင်ယူနေခဲ့ကြတာပါအဲ့ဒီချင်းချက်ပေးထားတဲ့ရှင်းလင်းချက်စကားလုံးတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူး ။ဥရင်အာနီတင်လည်းမရှိဘူးဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။တရားသူကြီးချုပ်စုဟာတိုယိုကစီရင်ချက်ကိုကျင်ညာတဲ့အချိန်ပြောသွားတာကအဲ့ဒီရှင်းလင်းချက်တွေကြောင့်ဥရင်မှာအတိတ်ဘဝဖွင့်ဆုံမှုမရှင်းလင်းတာတွေဖြစ်လာတယ်။ရဲရရှိတဲ့ရာထူးယူရင်နှုတ်ထွက်ရမယ်ဆိုတဲ့မူရင်းရှင်းလင်းချက်ကိုပါထိခိုက်စေတယ်။ဒါကြောင့်ဖွဲ့စည်းပုံနဲ့ဆန့်ကျင်နေတဲ့အဲ့ဒီစကလုံးတွေကိုဥရင်တဲကနေဖဲထုတ်ပြရမယ်လို့ဆိုပါတယ်။ ရှင်းနေရှင်းစုကြရည်တင်တဲ့ចောင်းသားခရိယန် Adrian NSCI တို့ကဒီလိုဥပဒေပြန်လည်သုံးသပ်ဖို့တရားရုံးမှာရှောက်ထားခဲ့ကြတာပါသူတို့ရဲ့အဆိုအရဒီကွက်လက်ကြောင့်ရဲဘော်ချုပ်ကြီးတွေဖြစ်တဲ့ခြားဆောင်မှုတိုက်ဖြတ်ရေးကော်မရှင် KPK ရဲ့ဥက္ကဋ္ဌဖြစ်သူနဲ့အမျိုးသားအကြမ်းဖက်မှုတိုက်ဖြတ်ရေး Agency BNPT ရဲ့အကြီးအကဲဖြစ်တဲ့ Eddie Hartono တို့လိုပုဂ္ဂိုလ်တွေဟာစစ်ပတ်ရပ်ပတ်နယ်ပယ်တွေ ရောတွင်းနေတဲ့ရာထူးတွေကိုယူထားနိုင်ခဲ့တယ်လို့ထောက်ပြခဲ့ကြပါတယ်။ဒီစီရင်ချက်ရဲ့အတိတ်ပဲကတော့အရက်ပဲရာထူးယူခြင်းရဲရရှိမှန်သမျှမဖြစ်မနေရဲတပ်ဖွဲ့ကလည်းနှုတ်ထွက်ရမယ်ဒါမှမဟုတ်အငင်းစားယူပြီးမှသာဝင်ရောက်နိုင်တော့မယ်ဆိုတာပါပဲ။ ဒါဟာနိုင်ငံတော်ဖွဲ့စည်းတွေရဲ့ပညာရှင်ဆန်တဲ့တိကျရည်တည်မှုနဲ့ဥရီအသေးချာမှုအတွက်အရေးကြီးတယ်လို့တရားရုံးကအခိုင်အမာပြောခဲ့ပါတယ်။ MPA နေ့လည်ခင်းထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ MPA တင်ဆက်မှုတွေကိုဆုံးဖြတ်ကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်တွေပြကြပါစေရှင်။